အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆုံရတဆုံခြင်းနဲ့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါတယ်။ကျမဒီနေ့တင်ဆက်ပေးမှာကတော့ဆီယမကျူရီရဲ့လေယူမှွေသွားသောညနေခင်းဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။အားလုံးပဲလိုက်ပါနာဆင်ခံစားပေးကြပါအောင်ရှင်။လေယူမှွေသွားသောညနေခင်းဒေါ်လုံးမသည်မိဖို့ကြောင့်တဲမှအထင်းစားအချို့နဲ့ ခကြီးကြီးထင်းမီးသွေးတွေကိုထုတ်ပြီးရေဖြန့်ညှင့်လိုက်သည်။ဒန်စလာတဲ့သို့ဂုံဒီအိပ်ပြဲကိုဖြည့်ထည့်၏။ထို့နောက်မိဘဘုံမှပြောင်မှုပြုတ်တွေကိုတဖူးချင်းမီးညက်နှင့်ညက်ကဒန်စလာတွင်ရှိဂုံဒီအိပ်ထဲသို့စီထည့်လိုက်သည်။ပြောင်မှုပြုတ်တွေအကုန်လုံးဒန်စလာတွင်သို့ရောက်သွားတော့မှ အပေါ်မှဂုံဒီအိပ်ဖြင့်အငွေ့လုံအောင်ပြချအုပ်သည်။အတွင်းဘက်တွင်ရေချိုးတက်ကအပြင်ဘက်တွင်မဲချိန်နေသောအိုးပိန်တဲသို့ရေထည့်က မိသွေးစာအနှဲငယ်ကျန်းနေသောမိဘဘော်တို့တင်ထားလိုက်သည်ကျန်းပြင်တွင်ချထားသောတူဤကွားနေသည့်မက်ခွက်ဆုပ်ထက်ရှိရေနွေးကျန်းအေးအေးတွေကို၃လေးကြိမ်မော့ချ၏ပြီးနောက်သုံးမိန်အိမ်အစဉ်လေကားကောင်တိုင်းတွင်ချိတ်ထားသောလွဲအိတ်ဆုပ်ကိုဆက်လွယ်တိုင်းကသူမအီအစီပြန်မျက်နှာပိန်ခွက်ခွက်လေးကိုခေါင်းခုလုံးမြီပစုံစုံနှင့်ခက်ကြမ်းကြမ်းပုတ်တုံလိုက်သည် သူမ၏ လက်တွင်းတဆုပ်စာဆပင်နီးဆုပ်ဆုပ်နောက်တွဲလေးကိုကျင့်နေအောင်ပြင်ထုံး၏ထို့နောက်အိမ်ရှိတွင်စုယုံကစားနေသောကလေးအုပ်ဘက်လှဲ့ကဖိုးကဲရေဖိုးကဲဟဲဖိုးကဲလာပင်ဟဲ့ဒီမအော်တန်အစုံးတွင်အပေါ်ပိုင်းကလားအောက်ပိုင်းတွင်ကြောင်းစိမ်းပန်းပြီးအရှိကွားပြဲကိုခုတ်ထားသော အပေါ်နှုတ်ခမ်းကွဲနေသည့်ဆပင်ရှိရှိညင်းတူတူအသက်၁၇နှစ်ခန့်ယောက်ျားလေးတယောက်အနားသို့ရောက်လာပြီး မင်းကြီးတွားတော့မယူလားနေမလဲခေါ်လိုက်ရတာဟောက်စမရောအဲ့မှာပဲလားအငယ်ကောင်းစားရင်ထမရေခံထားတာ စားနေတကြခတ်တိုက်တာနေအဖေပြန်လာရင်မေကြီးကမှာတယ်နေပြင်းနဲ့တိတ်မတောင်းနဲ့လို့ဟဲ့ငါပြောတာကြားလားအင်းပါတားဖို့ဖနဲ့ဝယ်ပေးမယ်ဆိုတာမင်းမနေနဲ့အောင်ဒေါ်လုံးမသည် ရမုပြုတ်အပြည့်ထဲ့ထားသောဒန်စလားပူပူကိုဖိုးခဲနှင့်အတူခေါင်းမော်ပင့်တင်နေစဉ်သူမတို့အနည်းသို့ဘာအရာမှမထွက်တော့သည့်ဇာဃဝန်ကြက်ကြက်ဝတ်ထားပြီးဆပင်ဘုတ်တိုက်ဂုတ်ထောင်းနှင့်အသက်၈နှစ်ခန့်ရှိသောကောင်မလေးသည်တခါလေကြောကြောဖင်ဟောင်းလောင်းနှင့်ကလေးတယောက်ကိုခရစ်ခွင်းကရောက်လာသည်ကောင်မလေးခါပေါ်မှကလေးသည်ဒေါ်လုံးမဝမြင်သည်နှင့်လက်ကိုဆန့်ကန်းကအမေကြီးဟုခေါ်လိုက်လေသည် ဒေါ်လုံးမသည်ပြောင်းမှုပြုတ်ထဲ့ထားသောဒန်ဇလာကြီးရွက်လျက်အော်ဒီပေါင်းဆမကလည်းငါပြောထားရဲ့နဲ့ငါထွက်သားပြီမှာပြန်လာပါဆိုတော့ကဲသွားသွားဟိုချင်းရင်အိမ်ဘက်ကိုသွားဒေါ်လုံးမအော်လှော့လိုက်တဲ့ဖြင့်ကောင်မလီပြန်လှည့်ထွက်သွားသောခါပေါ်မှကလေးသည်လက်နှစ်ဖက်ဆန့်ကဒေါ်လုံးမကိုကြည့်ပြီးကြေလောင်စွာအုံငိုတော်သည်ဆပင်ပုတ်တိုက်နဲ့ကောင်မလီသည်ဟိုဟိုဒီဒီလက်ညှိုးထုတ်ပြရင်အိမ်နဲ့အိမ်ကြားသို့ဝင်ရောက်တော်တော့မှဒေါ်လုံးမလည်းထွက်လာခဲ့ရတော့သည် ောလုံးမသည်အပေါ်သာဈေးချုပ်စပန်အင်ဂျီတူနန်းနှင့်အနီဝင်းကိုချွေးခံအင်ဂျီမှပါပဲတထထဲဝှထားသည် သူမလက်တစ်ဖက်ကခေါင်းပေါ်ရှိပြောင်းမှုပြုတ်ဇလားကိုကင်ထားရသဖြင့်သူမဝှထားသောအင်ဂျီကအထက်သို့တက်သွားက သူမ၏ညူညင့်ညင့်ချောင်းကကပိုက်သားတမိုက်လောက်က အတိုင်းသာမြင်းနေရသလိုအနံတူသောမဆရိုက်ပွင့်ရဲ့လုံကြီးအောက်ကသူမ၏ပိန်ညောင်ရှည်လျသောခြေတလုံးမဲမဲတစ်စုံကထွက်နေသည် ဒေါ်လုံမသည်ရောင်စုံတွတ်တွတ်အိတ်အပိုင်းအဆောင်များနှင့်ဖနက်စုံများတစုံတစထွက်နေသော မြေကြီးလမ်းကလေးမှတုတ်တုတ်လျှောက်လာရင်းသူမတို့လမ်းထိပ်ရှိချစ်ဝင်းတို့ဝတ်တဲရှည်ရောက်တော့ပြာမှုပြောဟုတက်ချက်သေးပေါ်လိုက်သည်ချစ်ဝင်းကဝမသုံးကောင်ဝေးထားပြီးဝတ်သားပေါက်ကလေးတွေခွဲရောင်သဖြင့်စီးဝါဖြစ်ကဒေါ်လုံမတို့တရက်ကွက်လုံးအချမ်းသာဆုံးဟုပြောနိုင်သည်သူကသားဖြစ်သူဟန်မောင်နှင့် တောက်ဖို့စားပဲ့ဖြစ်သဖြင့်ဒေါ်လုံးမဘာရောင်ရောင်အားပေးလိရှိသည်ဒေါ်လုံးမသည်အသက်60ဆွန်ဆွန်ရောက်နေသောမုံဆိုးမတစ်ယောက်ဖြစ်သည် သူမနှင့်သားဖြစ်သူဟန်မောင်တို့သည်ငမိုးရိတ်ချောင်းနှစ်ပေးရှိတိုးချဲ့ရက်ွက်ကလေးတွင်နေထိုင်ကြသည်သားဖြစ်သူဟန်မောင်မှာအတော့အစားဖက်၍ထိတ်ခနဲရှိရက်ွက်ထဲတွင်ဒုတ်ဆွဲဓာဆွဲနှင့်ရံဖြစ်လိုဖြစ် အော်ဆဲလိုဆဲနှင့်ဇေယိုက်ကျဉ်ကျဉ်နေတတ်သူဖြစ်သည် ဒွန်လုံမတင်ရသေးပေါ်ဒီနံကလေးများကို အစင်တင့်တယ်လို့ရောင်းချပြီးဟန်မောင်ကတော့ပြန်လှုပ်သည်ဟန်မောင်မိမဖြစ်သူမိဝါသည်ကလေးသုံးယောက်ရပြီကလေးကဘိုက်အောင်နေဘိုက်နာတယ်ဆိုပြီးတပိန်ပိန်တလိန်လိန်နေလိုက်ရက နောက်ဆုံးတော့အစာအိမ်သွေးယူယောဂဖြင့်မိဝါဆုံးသွားခဲ့သည်မိဝါဆုံးတော့အကြီးကောင်ဖိုးခဲ့ရလေးတန်းအလက်မပေါက်ဆမကတဒန်းအငယ်ဆုံးကောင်ပီစီက6လတတပဲရှိသေးသည်ထို့ကြောင့် တကောင်ကျက်လိုရောက်လာတော့ချီမဆုံးသွားပြန်တော့ကြံ့ရင်သောကလေးသုံးယောက်ကိုတားဖြစ်သူနဲ့တန်းသူဒေါ်လုံးမတောင်းဝန်ယူခဲ့ရသည်ကလေးတွေကလည်းအမေမရှိတော့သည့်နောက်အတူနေသောဒေါ်လုံးမကြီးအားအမေကြီးအမေကြီးနဲ့ဗဇက်ပြားကမချသလိုဒေါ်လုံးမကလည်းအသက်အရွယ်ရောက်မှဘဝဆိုးလာကြီးဟုမတွေးအားပဲငင်ငင်ရွယ်ရွယ်နဲ့အမိမဲ့သွားသောမြေးသုံးယောက်ဟာအသက်နာပူအချစ်ပူကတန်ရောစဉ်အတွေ့အကြီးတွေက တက်ဆန်းသည်ကုံယုံရှာခွေကျွေးနေရတော့သည်တားဖြစ်သူဟန်မောင်မှာနဂိုကလေးကအတော့သမားဖြစ်ပြီးမိမလုပ်သူဆုံးပြီးနောက်ပိုင်းတွင်ပူပြီးအထင်းကွတ်မဲ့လာက သူ့လုံစာနဲ့သူတွင်တောက်စားဖို့မလောက်နိုင်ဖြစ်နေတော့သည်ထို့ကြောင့်ဒေါ်လုံးမမှာကလေးတွေကိုကြောင်းဆက်မထားနိုင်ပဲပညာရေးထက်ဝန်းစာရေးအရင်ဖြည့်ရှင်းရတော့သည်ဒေါ်လုံးမသည်ဈေးပြေးရောက်လိုက် အပြေးလွှာချက်ပြုတ်လိုက်နဲ့ဖတ်သည်လိုက်နေသည်ဖြင့် ကလေးတွေဤတကူရီတန်ရှင်းရေးကိုဘယူးမဆိုင်နိုင်သလိုကလေးတွေအဖေဟန်မောင်မှလည်းအချိန်ပြည့်မူမူယူယူနေသဖြင့်ကလေးသုံးယောက်မှာအမဲပေကျန်ကနေစဉ်လိုပင် နေဘူးမိုးရမရှောင်လမ်းပေါ်တွင်ဆော့လိုက်ကလေးတကားနှင့်ဒိုင်ခံရန်ဖြစ်လိုက်သူများအိမ်ရှိအသည်အပင်ခုဆော့လိုက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတော်သည်ဇက်ွက်တွင်ရှိလူများကကလေးတွေကိုအမြင်မတော်လို့ဆုံးမလျင်လဲ ပိုက်ဆံမရှိလို့နှိမ်သည်ဟုဟံမောင်ကအမြင်ဆောင်သေးသည် ကလေးများဆုံးမရန်ပြောလျင်လဲငကိုကလေးကဇရိုက်ဆိုးသည့်အာချမ်းရှာချမ်းဟံမောင်သည်သူ့ကလေးတွေကိုဆက်ဆက်ထိမခံပဲပညာဉာဏ်နည်းနည်းနဲ့အရက်ကိုဆွဆွဲကမူးမူးနဲ့အင်းရှိထွက်ဆဲလို့ဆဲပစိုးတူတူကဓာတဝင်းဝင်းနဲ့လှုပ်တတ်သေးသည်ထို့ကြောင့်ရက်ွက်တွင်ရှိလူများသည်ငယ်ငယ်ရွယ်ရွယ်နှင့်အမိမဲ့သွားသောကလေးတွေကိုတနာတော်လဲဇရိုက်ကျင်းသောဟံမောင်ကိုကြောက်ကြသည်ဖြင့် သူကလေးတွေတော်ယုံတန်ယုံအမြင်မတော်တာလောက်ကို မျက်နာလွှဲထားပြီးအန်ဒီရဲ့ဖြစ်မိကိစ္စအကျိုးစီးပွားထိခိုက်မိကိစ္စလောက်သာမဖြစ်မနေပြောဆိုဆုံးမာတော့သည်ကလေးတွေအဖေလောက်သူဟန်မောင်သည်တနေကောင်အလုတ်စင်းသဖြင့်အိမ်မှာမရှိသလိုဒေါ်လုံးမကလည်းဈေးရောက်ထွက်နေရသဖြင့်ကလေးတွေက လမ်းပေါ်တွင်သာ အချိန်ပြည့်နေနေတော့သည်ဒေါ်လုံးမသည်တားဖြစ်သူဟန်မောင်မပြန်လာလျင်မိသည့်နေရာတွင်မူးနေသည်လဲဟု တွေးပူရသလို့ အိမ်ပြန်လာလျင်လဲဆက်ွက်တွင်ရှိလူများနှင့်ပြဿနာမတက်ရန်အမြဲထိတ်နေရ၏ဆက်ွက်ထဲတွင်လဲဆရာလေးကိုကြည်ထွန်းနှင့်ဝက်မွေးသည့်ချစ်ဝင်းကလွဲပြီးဟန်မောင်နှင့်ရံမဖြစ်ဘူးသူဟု၍မရှိသလောက်ပင်ဆရာလေးကိုကြည်ထွန်းသည်ဖိုကဲနှင့်ပေါ့ဆာမတို့၏ဆရာဖြစ်သည်ဖြင့်ကျေးဇူးရှိသည်ဟုဟန်မောင်ယူဆပြီးဆရာလေးစကားကိုနားထောင်သလိုချစ်ဝင်းကြတော့သူနှင့်ပလင်းတူဘူးသို့တောက်ပေါ်တောက်ခွက်ဖြစ်သည်ဖြင့်ရံမလုပ်ပေထို့ကြောင့် ဒေါ်လုံမမှာတစ်ဖက်ကလည်းအမိမဲ့သားရင်းနှင်းကားဖြစ်သောမြင်းငယ်တွေအတွက်ရုန်းကန်နေရတော့သည်ဒေါ်လုံမသည်ဈေးထံရောက်နေရင် အတွေ့အပေါင်းဆုံးတွေ့နေမိတော့သည် နေအတော်မြင့်လာသည်နှင့်အိမ်မှာကျန်းနေသော ကလေးတစ်တိုက်စားနေလောက်ပြီဟု တွေ့မိသည်ကားဖြစ်သူဟန်မောင်ကတော့အလုတ်စင်းသဖြင့်အိမ်မှာမရှိပေညနေကျရင်ဟန်မောင်တယောက်မတော်မစားပဲသူ့ကိုပတ်စံ2000လောက်အပ်နိုင်လေညီမြကောင်းမြင်နေ အကြီးကောင်ဖိုးကဲကဖနှက်မရှိရေပူဇာနေသည်မှာ3-4ရက်ခန့်ရှိနေပြီ။သူမဝယ်ပေးကျင်တော်လဲပြောင်မှုပြုတ်ဒဇလားလုံးကုန်မှာမှ အမျက်တထောင်ကြောကြောသာကျန်ပြီ။ဘာပဲဖြစ်ဖြစ်အကြီးကောင်ဖိုးကဲအတွက်ဖနှက်တရံ900ဖြင့်អော်ရောင်းနေသည်ကိုအပြန်ဝင်းဝယ်မီခုတလောသူမမုံမူနေတာကိုအတော်အားနေနေတာလမ်းထိပ်စည်းကမ်းမှာစီးထိုးပါလားဟုမမရစိန်ကပြောတော်လဲစီးထိုးဖို့စိတ်တောင်မကူရဲသေးပြီ။ လာမြင့်နဲ့ကြောင်းပွင့်လျင်ဖိုကဲနဲ့ပေါ့ဆမကိုကြောင်းပြန်ထားရမည်ဖိုကဲကမွေးရပါနှုတ်ခမ်းခွဲလေးမို့စကားပြောလျင်မပီသားပဲသို့တော့သူကညံကောင်းကကြောင်းထက်ခြင်းသိရှိသည်ပေါ့ဆမကတော့ပြင်းကလည်းပြင်းညံကလည်းခတ်တုံတုံခုပြောခုမေဆိုပေမဲ့တဏီကုံပိစီကိုခါဘော်ကမချအထိန်ရှာရသူလေးဖြစ်သည်အငယ်ဆုံးကောင်ပိစီလေးခမညနှုတ်ဆိုအရွယ်မှာအမေဆုံးတော့အဖွားဖြစ်သူအသက်60ကျော် ဒေါ်လုံးမဤနန်ကြာကန်နေသောနှုတ်မထွက်သည့်နှုတ်ပင်ပင်ကိုစုခဲ့ရသောနှုတ်ယူကလေးဖြစ်သည် ပေါ့ဆာမှចောင်းပြန်တက်တော့လဲအငေကောင်ပိစီကို သူမဈေးရောက်နေရာခေါ်လာရတော့မည်သူမတို့နေသောရက်ွက်ကလေးကချောင်းစက်နှင့်နီလာဤလန်ထိတ်ထွက်လျင်လဲကားတွေဆိုင်ကယ်တွေကလည်းရှုပ်လာဤသူမမပြန်မချင်းနေဘူးစက်ထားတွင်စွန့်နေတတ်သောကလေးတွေသည် နေထိုင်မကောင်ဖြစ်နိုင်သေးသည် ြီးခဲ့သည့်လကငယ်ကောင်းပစ္စည်းနေမကောင်း၍စေကန့်တခါသွားလိုက်ရကပြောင်မှုအရင်ပြုတ်ပြီးတနေတဲ့2000ကုန်သွားသည်ပြောင်မှုတစ်ခုဘလောက်လဲ2000အဲအဲလေဟုတ်ပါတက်ရပါဒေါ်လုံးမသည်ပြောင်မှုပြုတ်စလားရှေ့ချပြီးအတွေးလွန်နေသဖြင့်ဝဲသူအားဖြည်မိဖြည်ရာပြန်ဖြည်မိလိုက်သည်เจ้าส่งโหยอกจ้าเลโกละซ้วยถาดออมูตะมีติเปียวมูตะพุเวติ တော်လုံးမသည်သူမ၏မြေဖူးကဲနှင့်ရွယ်တူလောက်ရှိမိကြောင်စိန်ပေါင်းပြီးဆက်အင်းကြီးအဖြူလေးကိုတွဲဖက်ဝတ်ထားပြီးကာတွန်းရုပ်လေးများပါသောကြောပိုးအိတ်အပြာရောင်လေးကိုလဲထားကကျိုးတိုင်းဖက်နှက်အနီရောင်လေးကိုစီးထားသည့်ကလေးကိုငေးကြည့်နေမိသည်သူမစိတ်ထဲမှာမြေဖြစ်သူဖိုးကဲအားထိုကလေးကဲ့သို့ကာတွန်းရုပ်ပါသောကြောပိုးအိတ်နှင့်ကျိုးတိုင်းဖက်နှက်ကိုမှန်းစင်ကြည့်နေမိသည်ဖိုးကဲအကြောင်းပြီးမိပြန်တော့တော်လုံးမစိတ်မကောင်းဖြစ်သွားရသည် ူ့ကိုငွေပေးတော့သွားဖားเสียရမှာကအတော်ကလေးအပေါ်နှုတ်ခမ်းကွဲနေတာကိုကလေးစိယုံကြီးမှသွားပြဘလောက်မှမပေးရဘူးမချုပ်ပဲထားရင်စကားပြောလည်းမပြီးဘူးចောင်းထားတော့လဲစဆိုရင်မပြီးပဲနေလိမ့်မယ်ပြီးတော့အသက်ကြီးလာရင်ရှက်လိမ့်မယ်ဟု ကလေးမွေးခင်းစကလေးကပြောထားခဲ့တော့လဲဖိုးခဲ့တာဆက်တနစ်ကြော်တော်မီကလေးစိယုံကြီးသွားပြဖို့အထမမြောက်သေးပြီဘာပဲဖြစ်ဖြစ် ရှင်းနှစ်ခါចောင်းပြန်မအပ်ခင် ဖိုးကဲ့နှုတ်ခမ်းခွဲချုပ်ဖြစ်အောင်ချုပ်ပေးရမည်။အတော်ဒီ ਉ ခဏအတော်အတော်လုံးမပစိုးစိုးကောင်းကောင်းနဲ့တန်စလာခစောင်းတင်ကခက်သွက်သွက်လျှောက်လာတော့ဒေါ်လုံးမသည် မခင်ပြုံအတန်ကြောင့်ရက်လိုက်သည်။မခင်ပြုံသည်သူမအိမ်ရှိရှိမလကာပင်ကိုညွှန်းပြရင်ဒီမှာကြည့်ပါဦး။ကျမအပင်ကပလတ်စတစ်နဲ့ထုတ်ထားတဲ့ကီလိုမလကာသည်သုံးလုံးတောင်ပဲပေါက်ဆမှခုပြေသွားတယ်။ဟဲဟုတ်ပါရဲ့ တောင်းမှန်ပါပဲနောက်ကိုမလုံရဲအောင်မေးပြီးရိုက်ပြလိုက်ဦးမယ်စိတ်မဆိုးပါနဲ့ကွယ်ရပါတယ်နောက်မခုရင်ပြီးတာပါပဲတော်လုံးမသည်မခင်မြုံကျင်းတဲ့သည့်အထိတောင်းမှန်ခဲ့ရတော့သည်သူမထွက်လာ၍တအိမ်ကြော်ကြော်တို့ရောက်သည်နှင့်ဒေါအောင်တင်ကစီး၍တော်လုံးမရေဖိုးခဲ့လေအင်းရှိမြောင်းနဲ့ကိုဂဲလုံးတွေနဲ့လာပြစ်တာသုံးလေးကပဲမပြစ်နဲ့ဆိုတာပြောမရဘူးအဲ့ဒါတမ်းမှလှန့်ထားတဲ့အင်းကြီးအဖြူတွေ ရှော့နေစွန်းကုန်လို့အကုန်ပြန်လျှော့ရတယ်။ဖူးခဲ့တော့လားနေပါစေအောင်အိမ်ကျမှတွေ့မယ်။အင်းကြီးတွေတော့စွန့်မသွားပါဘူးနော်။ကျမပြန်လျှော့ပေးရမလား။ဒေါ်လုံးမဇေယောင်းကပြန်လာတိုင်းဟိုးအိမ်ဒီအိမ်မှကလေးတွေနဲ့ပတ်သက်ပြီးအတိုင်ခံရမည်ဖြစ်သည်။အိမ်ရောက်ဖို့အိမ်နဲ့အိမ်လောက်အလိုဒေါ်လုံးမအကြီးအရေးမြင်သည်နဲ့အရင်ဆုံးပြေးလာသူကဖူးခဲ့။သူ့နောက်မှကလေးခတိတ်ကွင်းနဲ့ပြေးလာသူကပေါက်ဆမှ ထိုးခဲ့သည်အနားရောက်သည်နှင့်အမေကြီးတားဖို့ဖနက်ပါရဗျဒေါ်လုံးမသည်ပလတ်စတစ်အိတ်နှင့်ထည့်ထားသောဖော့ဖနက်အနီကိုခဆောင်းတင်ထားသောဒန်စလားထဲမှနှိုက်ပေးလိုက်သည်ထိုးခဲ့သည်အလွန်ပင်ဝမ်းသာအားရဖြစ်သွားကဟေးနာမတော်မင်းကြီးတော်ဟူမပီမသဖြင့်ဆိုရသည် ထိုစဉ်အနားရောက်လာသော ပေါက်ဆားမှခရိတ်ခွင်ပေါ်ကဘဲမီးစပင်နှစ်ချီတွဲလာမျက်နှာကြောင်ချီယုံနှင့်ကလေးကလည်း အမေကြီးအမေကြီးနဲ့လက်ဆန်တန်းပြီးအကြမကန်ဒေါ်လုံမအကြီးခံခြင်းမြန်သည်ဒေါ်လုံမသည်လက်ထဲရဒန်စလားကို မြေကြီးပေါ်ချထားလိုက်ပြီးပေါက်ဆမလက်ထဲကကလေးကိုလှမ်းကြည့်လိုက်သည်ထို့နောက်ကလေး၏ဂျေးပေနေသောပါလေးနှင့်သူ၏အစီပြန်းနေသောပင်ခွက်ခွက်ပါကိုတတားရဲဖြစ်အောင်ကတ်ထားလိုက်ရာအမေကြီးသားလေးကအမေကြီးကိုမျောနေတာလားအမေကြီးအချစ်ဆုံးပြီးစီလေလားဟုတ် မမောမပန်းနိုင်ပဲချော့မြူလိုက်ရာသူမလက်ထဲမှာကလေးကလည်းခုခုခိခိအသင်ထွက်လာသည့်အထိသဘောကျခြင်းကြသွား၏ဒေါ်လုံးမသည်သူမ၏မြေးတွေမျက်နှာမြင်လိုက်သည်နှင့်ခုလေးတွင်ပေါ့စမအားမလကားသည် ခုလိုအတိုင်းရခံရတော့ကမင်းရိုက်မည်ဟု ပြောခဲ့သည်ကိုရောဖိုးခဲ့အားအိမ်ကြမှတွေ့မည်ဟုကြင်ဝါခဲ့သည်ကိုရော မေးပြောက်သွားတော့သည်နေကင်းဘက်ထမင်းစားပြီးတော့ပေါ့စမနှင့်အငယ်ကောင်ပီစီတို့က အတုံအယုံအိပ်ပျော်နေကြပြီဖူခဲတယောက်သာမနက်ကဝဲလာသောဖော့ဖနဲ့အနီကိုတတတကန်ကောင်းလုံးရှိသေးသည်ရောလုံးမသည် နေ့လယ်သာချင်းဖက်ဆုံးနှင့်ငပိရီနေထားသောထမင်းတစ်စလုံးကိုစားတော့ပြီးမှတမနှလုံးအမောကို ရှင်နှွေးချမ်းအေးအေးတစ်ခွက်နှင့်အင်ခပန်းမီကအမောဖြစ်ရသည်တမနှလုံးနေပူထဲတွင်ဈေးရောက်ခဲ့၍မူးနောက်နောက်ဖြစ်နေသဖြင့်လက်အိတ်လိုက်ခြင်းမိသည်သို့ပေမဲ့ သူမအဖို့နေလေခင်တရေတမောနာရန်အချိန်မရှိပေ။နောက်နေ့ရောင်းရံပြောင်းမှုကိုတညင်းကုန်းသို့သွားဝယ်ရအောင်မည်။လွယ်အိတ်ကလေးအတွင်ရှိပိုက်ဆံတွေကိုရေတွက်ကြည့်တော့အားလုံး3000တိတိရှိသည်။ငွေ3000လုံးရှင်းပြလို့မဖြစ်သေး။ကလေးတွေအတွက်မနက်စာစားဖို့ငွေ900လောက်ချမ်းထားရမည်။ဒီနေ့တော့ဖိုးခဲဖို့ဖနက်ဝယ်လိုက်ရသည့်အတွက်ဖျားဆင်ဖို့ရှိဖိုးခဲနဲ့ပေါက်ဆမကြောင်းတက်ရန်စုသည့်စုဘူးဝါကြည့်တော့သေးသူငွေ900မစုနိုင်တော့ပေ။ အမေကြီးတားလိုက်မယ်ယို့အတွေ့ထဲမှာစရင်တွင်နေသောဒေါ်လုံမသည်အနာကပ်အော်လိုက်သောဖူးခဲဤစကားသံကြောင့်ဘာလဲဟဲ့အလန်တကြားအမေကြီးကတားပြောနေတာကြားမှမကြားတာညနေရထားနဲ့ပြန်မှုတွားဝယ်ရင်တားလိုက်ထဲ့မယ်ယို့ဩအေးအေးလိုက်ခဲ့လိုက်ခဲ့ငါသိတယ်နင်ဖနဲ့အစ်စီးကျင်လို့မဟုတ်လားကဲတွားစမ်းမိစန်းတို့အိမ်နိုင်သွားမိစန်း ခိုးခဲ့သည့်အပွားဧဖြစ်သူကမှန်းဝယ်လာသဖြင့်သူ့ခြေထောက်နှင့်ကြီးနေသောဖောဖက်နှင့်အသည့်ခက်ချောင်ချောင်ကိုစီး၍မြောက်ကြွကြွထွက်သွားသည်ခဏနေတော့ပြန်ရောက်လာပြီးအမေကြီးတုံးနာကြီးထွဲပြီးပြီတဲ့အေးအေးပြောင်မှုပြုတ်ထဲဖို့ထရံကြားထဲကညှက်ထားတဲ့ဆလာအိတ်ယူထားခဏနေရင်သွားမယ်ဒေါ်လုံးမတို့မြေပွားနှစ်ယောက်မြေလှမ်းကလေးမှ ထွက်လာတော့ညက်နေစည်းစာချင်းနေလုံးကြီးဤပစုံစီအောင် အလင်းပြောပြောက တိမ်လိုက်တွေကြားထဲမှာတဝက်တစ်ပြက်ဖြာထွက်နေသည်။သူမတို့မြေဖွားနှစ်ယောက်လမ်းထိပ်ရောက်တော့ခြေဝင်းအိမ်ရှိရှိတရက်ပင်ကို လူနှစ်ယောက်က ခုန်နေသည်ကိုတွေ့ရသည်။ခုတ်ချထားသောတိကိုင်းတွေကြားထဲတွင် ကွဲကြနေသောငှက်ဥအချို့နှင့်ခေါင်းကြီးကြီးကိုလုံးရဲရဲကလေးနှင့် အတောင်အလက်ပင်မစုံသေးသောငှက်ကလေးတွေကိုဒေါ်လုံးမနှင့်ဖူကေတွေ့လိုက်ရသည်။ဖူကေကအမေကြီးဒါရုပ်အပင်ထုတ်ပစ်တာလည်းမတည်ဘူး။ငှက်ဥတွေတွဲကုန်ပြီ။ ငှက်ကလေးတွေတေးကုန်တာတနာပါတယ်အပင်ကဥပြီးအတိမတိတော့လို့နေမှာပေါ့ဟိုမှာတွေ့လားခိုင်းနေမှာ၆တက်နေပြီဒါကြောင့်ခုတ်ပြစ်တာပေါ့တိပင်ကပိုတယ်ရို့ရှိလို့လားရှိတာပေါ့တိပင်လည်းလူတွေလိုပဲပူရာတွေတီရာတွေရှိတယ်ဒါဆိုအမေကြီးရောပိုမှာတေးမှာလားထိုးခဲဤအမေကိုတော်လုံးမမပြေပဲကားလန်းကူးရင်ကားအရှင်းဆောင်ရင် ဖိုးခဲ့လက်တစ်ပတ်ကိုကင်ထကာနှုတ်ဆက်နေမိသည်ထို့နောက်မြေဖွားနှစ်ယောက်လမ်းဖြတ်ကူးပြီးလမ်းတစ်ပတ်ရောက်ခါနေ၌ဖိုးခဲ့လက်ကိုလွတ်ပေးလိုက်စဉ်ဖိုးခဲ့ဤချောင်းနေသောဖောဖက်နှက်တစ်ဖက်မှကျွတ်ထွက်သွားတော်သည်ဖိုးခဲ့မှသူ၏ဖက်နှက်အစ်စ်ကိုမမောစွာဖြင့်ဘေးပြည်ကိုမကြည့်ပဲကာလန့်ဘော်သို့ပြန်လှည့်ကောက်ရန်ပြင်းနေသည်ကိုဒေါ်လုံးမမြင်လိုက်ရသလိုတစ်ဖက်မှအရှိန်နှင့်မောင်းလာသောကားရစီးကိုပါသူမမြင်လိုက်ရတော့သည် ကောင်းငင်ရှိမိုးသားတိမ်လေးတို့ကဝင်းလူဆဲနေလုံးကိုရုတ်တရက်ဖုံးအုပ်လိုက်သဖြင့်ညနေစည်းစာဤအလင်းရောင်ကပုံမှုဖြော့တော်သွား၏ထိုအချိန်တွင်လေယူးတစ်ချက်ပါမှွေလိုက်သောကြောင့်ဖုံသဲတို့နှင့်အတူ အမိုက်တချို့ကပဝန်းကျင်တစ်ခုလုံးပြန့်နှံ့သွားကညနေခင်းအလာကိုဖြည့်ဆည်းလိုက်တဲ့ခဲသူဖြစ်သွားသည် မကြာမီမိုးရွာတော်မူဖြစ်သဖြင့်လွမ်းသွားလန်းလာများမုံမမိစေရန်ခက်တုတ်တုတ်သွားလာနေကြသည် ကာလံမေးတွင်တော့တောင်ရှိသူ လူတစုက ရှင်မတော်တဆမှုအတွေ့အလုံရှုံနေကြပြီး လူတချို့ကစုတ်တတ်တတ်နဲ့တနာဝါသည်ဟုရှည်ရွနေကြသလိုလူတချို့ကမျက်စိရှိမှမြင်နေရသော မြင်ကွင်းကိုမကြည့်ရသလိုမျက်နှာလွှဲသွားကြသည်ကာလံမော်ရှိဖောပနက်အနီကလေးတစ်ဖက်ကတော့သွေးစားတို့ဖြင့်ပီကျန်းနေသည် မကြခင်အချိန်တွင်းမှာပဲရထားကြီးသည်တရားပူရာမှ လူများကိုတင်ဆောင်၍ ။တင်းငင်းကုန်းဘူရာဘက်သို့ထွက်ခွာသွားသလိုဒေါ်လုံမခနာကိုကို တင်ဆောင်မိကားကလည်းရောက်ရှိလာသည်။ဒေါ်လုံမ၏စိတ်ကတော့ကားလမ်းမရှိလူအုပ်ချားတဲ့တွင်ငိုရှိုက်နေသောနှုတ်ခမ်းခွဲလေးနှင့်ကောင်းလေးတယောက်ပေးမှာကြံ့ရှိနေစေဖြစ်သည်။ဟုတ်ကဲ့ပါရှင်အဆုံးထိအချိန်ပေးနားဆင်ခဲ့ကြသူတူတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်။အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါလိမ့်ရှင်။